ယ်မင်္ဂလာပါအဖာနာမည်ကဦးတည်အလောက်ကံတော့ပန်းထိုးပေါ့ဆိုင်နာမည်ကတော့ဆရာလိုင်တော့ပေါ့ဒါကအသက်အရွယ်အောင်ဘလားလားအသက်က63နှစ်ရှိပါတယ်လောက်တာလက်20လောက်ပဲဒါအဖေ့ပညာအဖေကဆရာလိုင်အဖေ့ပညာမှာအဖေအဖာယူပြီးတည်ပြီးလောက်တော့အဖေ့နာမည်နဲ့ပဲလောက်အဲ့ဒါတအားလုံးပတ်ဝန်းကျင်ဆရာလိုက်မဲ့ခေါ်ဥတုံဆိုတာမခေါ်ကြဘူးအဖေ့နာမည်နဲ့စိုင်ဖွင့်တာပေါ့စိုင်နာမည်ကအဖေ့နာမည်ပေါ့ တက်20လောက်တည်းပါအခုဆို63လောက်တာဒါလောက်တာ40ကျော်ပြပေါင်း40ကျော်စုံနဲ့ရန်ကုန်ထဲမှာရှောက်ကြအောင်ကျုံတဲ့နေရာပေါ့ကြာလူရှင်းတဲ့နေရာလေးဖြစ်ဖြစ်အခုမှဒီနားလေးကနည်းနည်းကြာတာပေါ့ဩအခမဲ့တင်ပေးဆိုတော့သူ့ချက်ဝါသနာပါလေလေပတ်စံဒီမှာပေးရမယ်တဲ့မပေးရဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ကပစ္စည်းရောက်နေတာဒီအဲ့လေးတွေသူတို့တင်ပေးလိုက်ဝယ်ကြတယ်ဝယ်တော့သူတို့က ဟိုပြောမယ်ဆိုရင်ဒီအလေးတွေဝယ်တဲ့အတွက်ပညာတော်ကိုကလကားဖြစ်ပြရတာတင်ကမရှိပါဘူးပစ္စည်းလေးတွေအားပေးရင်ဈေးနဲ့တာဒါတော့လူတိုင်းမမိမမရှိယောက်ျားမရှိဝါသနာပိုင်တက်တင်တာပဲသူကကောင်းဆိုကလတိုင်းဆိုတီဗီဆိုအခုဆိုရင်ဖက်ရှင်တွေမှာထိုးကြတယ်မင်းကလေးတွေဝမ်းဆက်တွေပေါ့အပေါ်အိမ်အောက်တမိန်မှာလဲသက်ကတ်တွေမှာလဲထိုးလို့ရတယ်အရင်တော့ကောင်းဆိုကလတိုင်းဆိုပေါ့တီဗီဆိုတို့ ဘာပဲပြုပြဒီပိတ်ဆောက်အောင်မှာဆိုဘာပဲထိုးထိုးရတယ်။နောက်ဆုံးဘုန်းကြီးရက်တော်နေမှာအတုရှင်နာမည်ထိုးတော်ရတယ်။အဲဒါတော့ဒီဝါဒနာပါတဲ့လူတွေကသူတို့လိုတာသုံးလို့ရတာပေါ့။ပညာလည်းရသွားတာပေါ့။သူတို့တော်တော်များများတော့ဝါဝဲကြပါတယ်။နောက်အဲ့လေးတွေတန်ဖိုးကလည်းအများကြီးမဟုတ်ဘူး။2000လောက်ရောင်းနေဆိုတော့လူတိုင်းဝယ်နိုင်ပါတယ်။ပါဒနာပါတဲ့သူကတော့ဝင်ဝယ်သွားတာပဲမတက်ဘူးဆိုတော့အပါတင်ပေးလိုက်တာပဲ ။အော်ဒါကြတော့သူကြတော့ပုံမဏီဒစိတ်တွေလာအပ်တယ်။ပုံမဏီဒစိတ်ဆိုနောက်တကသူတို့ဒိုကိုလေးပေါ့အဲ့ဒါလေးလည်းအပ်တယ်။နောက်မိသားစုကြီးကြတော့သူတို့မိဘဘိုးဘွားပုံတွေလာအပ်ကြတယ်။ပုံတူထိုးပေးတာပေါ့အဖအယောက်ချင်းစီတည်းရတယ်။အော်ကောင်မလေးပုံလေးတွေကောင်လေးပုံလေးတွေသူတွေ့သူတို့ထိုးခိုင်းနေတဲ့ပုံတွေလာအပ်ရင်ထိုးပေးတာပေါ့။သုံးရက်လောက်ကြာတယ်ထိုးထိုးပဲအချိန်ကဒီနေ့အပ်ထားလိုက်နောက်သုံးရက်လောက်ဆိုကြာတယ်။အဲ့ဒါပုံတူကြတော့ ตั๋ว4,000 5,000อะโลสู่ปုံบ่มามูตีပြီးတော့ตั๋ว2หยกด้วยส่วน6,000 8,000ปုံแค่แค่ตะโลพอเอไอ้โลบ่มาด้วยไปยาล่ะดิปုံตัวอธิกาถาโทราพอที่ปုံนี้เนี่ยสู้จ๋าတော့เลยบ่โกไหร่ซ้วยดาดิป่าเตะสู้จ๋าတော့เลยอินเทอร์เน็ตปုံอ่ะนี่อยู่ว่าดาสิแกအဲ့ဒါမျိုးနောက်သူတို့ order တွေပဲလာအပ်လို့ရှင်နေအဲ့ဒီကကိုကြိုက်တယ်ဆိုယူထားလိုက်တာပဲဟိုတစိမ့်ကလွှဲရင်ပေါ့ ပုံလေးတွေတချို့ဟိုဟာဖန်စီပုံလေးလာအပ်တယ်။အဲကိုလည်းယူတုံးလို့ရတာပေါ့။အဲဒါကိုကိုများသွားပြီတော့ကိုယ်တိုင်ဆွဲတာများကိုယ်တိုင်ဆွဲတာပေါ့။အခုနောက်ပိုင်းကျတော့တို့တွေကပုံသူတွေလာအပ်တယ်ဆိုတော့ဆွဲကြမလို့တော့တို့ဓာတ်ပုံပေးရင်အဲဓာတ်ပုံတိုင်းကိုပေးလိုက်တာပဲ။စိုင်ဖွင့်ထားတာက38လမ်းနဲ့ပုံတယ်လမ်းချိတ်။ပုံတယ်လမ်း38လမ်းချိတ်ကျွေပန်နဲ့မျက်စောင်းတို့မှာ။ဘယ်နဲ့7နိုင်ရနေညနေ9နိုင်လောက်ထိဖွင့် ဘယ်သူပဲဖြစ်ဖြစ်လာတင်လို့ရတယ်။တင်ကလည်းမပြရဘူး။အခမဲ့တင်ပြရ။ပစ္စည်းလေးတွေကတော့ရောင်းတယ်။အကလေးတွေရောင်းတယ်။ဝယ်လဲရတယ်မဝယ်လဲရတယ်။တတ်ချင်တယ်ဆိုရင်လူတိုင်းကိုအခမဲ့တင်ပြရ။ဒေါ်လာတွေဘာပြူထဲမှာတော့မပေါ်သေးဘူးမတွေ့သေးဘူးကလေးတွေကတခြားလုပ်ငန်းတွေလုပ်ကြတယ်အားသမီး၄ယောက်ရှိတယ်သူတို့လုပ်ငန်းတွေတော်တော်ပေါ့ အဖတော်မှာသူတို့မထွက်ခိုင်းတော့ပါဘူးအဖအလကားနေပြေးပြေးလာလာတိုင်တော့ဘာဖြစ်လို့ဘာအိမ်မှာလည်းမနေဘူးအိမ်မှာကျတော့ကိုတဲလိုက်မတက်ကြလိုက်ဒီမှာကျတော့ဘုဆန်လည်းဝင်တယ်လေအဲလာဝင်တဲ့လူလည်းတင်ပြရအချင်းကုန်မှန်းလည်းမသိအဲ့ဒါမျိုးလေကိုလည်းကြမ်းပါလူကြကတော့အခုချိန်ကျတော့နောက်အပါမလုတဲ့နောက်ပိုင်းမှာလုံးမဲ့လူကတော့အခုချိန်မတွေ့သေးဘူးမရှိသေးဘူးအဲ့ဒါမျိုး တာတာသမီးတွေတခြားလုပ်ငန်းတွေလုပ်ကြတယ်တပည့်တွေတော့ရှိတယ်သူတို့တွေလည်းလှုပ်လိုက်ပဲလှုပ်လိုက်ပဲတခါရတယ်သူတို့တွေလည်းတိုက်ရောင်းတယ်ခုတော့သူတို့ကတခြားတခြားလုပ်ငန်းတွေပြောင်းလို့ပေါ့တပည့်တွေရှိတယ်၃-၄ယောက်ရှိတယ်ဒါကြီးမလှုပ်တော့ဘူးရှားပါပြီအခုမန်းလေးမှာတအူးစီသူလည်းမလှုပ်တော့ဘူးအခုရန်ကုန်မှာတမျိုးလုံးမှာဘာတစ်ယောက်ပဲဒါတော့အဖတော်မှာတိတ်ရေးချေကြတော့မလုတ်တော့မလုတ်ချင်တော့မလုတ်တော့ဘူးပေါ့နော်အဲ့ကလည်းကြီးလာပြီဆိုတော့ နာနာလေးတွေပဲတွက်တယ်အဲကြောင့်လာရင်တခါလေးဆက်နှစ်လားလောက်ပါရောက်ညနေ၄နာရီလောက်ပါဗျခဏပဲအဲခဏလေးပဲအဲရောက်လာရင်၁၂နာရီလောက်ပါရောက်တယ်တခါလေး၁၀နာရီစောတယ်၁၀နာရီကျော်ဒီအဲ့ပတ်ကြလဲပဲကိုလဲလဲဒီလဲတစ်ပိတိုင်းတိုင်းတိုင်းပြန်တိုင်းတိုင်းလာတင်တဲ့လူရှင်တင်ပေးလိုက်တာအဲသူတို့တွေလည်းဝယ်ကြပါတယ်